ဩဇာတိကရေ1389ခုနှစ်တွင်တရညွလာဇန်23ရက်ခရစ်နှစ်1925ခုနှစ်အောက်တိုဘာလ4ရက်စနေနေ့ညရကုန်းဒေသကြီးလေကုမြို့နယ်မြန်လန်းခုနှစ်ပိုင်း6ပါလောက်ပါရှိတယ်။ရတနာအမြင့်ကျောင်းတိုက်တွင်မှာတရညွလာပြည်ဗိဓမာခါရော်နီအထူးပြုစကားပွဲရဲ့ညချမ်းကာလမှာတရားဝင်တရားတော်အထောက်ကြတဲ့တပေါင်းမိတ်ဆွေများ တရားနာကြတဲ့ပရိသတ်များအားလုံးတို့ကိုဥစဉ်တို့တရားစကားဒီနေကပြောပြပြီးပြီ။ဇနဘာများပြောပြခြင်းလည်းဆိုရင်ပြဇောပြာအပတ္တိကကြောင်လောဝါဒသုဆိုရရှိတယ်။အဲ့မှာဆုံးမထားတဲ့စကလုံးလေးယူပြီးတော့ပြီးတော့နေ့စဉ်ပန်ကြည့်ပြီးပြင်ဆင်ပေးပါလို့ကောင်းစီနေပြီးပြီးတော့တရားနာကြရအောင်နော်။နေ့စဉ်ပန်ကြည့်ပြီးတော့ပြင်ဆင်ပေးပါ သူတို့ကောင်းတွေပါတရားတယ်လေသူယောဂီတွေမှန်မကြည့်ဘူးလားကြည့်ပါတယ်ဗျာမှန်ကြည့်တယ်မှန်ကြည့်ပြီးတော့မျက်နှာမှာမလာဘူးဆိုလို့ရှိရင်လောက်အောင်လုပ်တယ်လှပြီးပြီဆိုရင်ဝမ်းမြောက်ဝမ်းသာဖြစ်တယ်ညကြီးတွေတွေ့လို့ရှိရင်ပင်ရှားဖြစ်တယ်နော်နေ့စဉ်မှန်ကြည့်တယ်နော်မှန်ဆိုတဲ့နေရာမှာရုပ်ပကတိရုပ်မှန်ကိုကြည့်တာရဲ့စိတ်မှန် မှန်တဲ့ပကတိယုတ်ကိုကြည်တာရဲ့စိတ်ကိုကြည်တာရဲ့အမျိုးရှိတယ်။ယုတ်ကိုကြည်တာရဲ့စိတ်ကိုကြည်တာဘယ်နှမျိုးလဲ။မျိုးပါဗျာ။တို့စင်တို့ရင်၄၀မှန်ကြည့်ပြီးပြင်ဆင်ပြီးဖို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြည့်ရ။မင်းရှိတာလားရှိတယ်။ဆိုတော့တို့ရရမှန်ပကြည့်ဘူးလားဆိုတော့မှန်တော့ကြည့်တယ်။ဒါမှပြင်မပြင်ပဲပြင်မပြင်ပဲကွာနော်။ ရုပ်ကိုမှန်ကြည့်တယ်ပြင်တယ်ဘလောက်ဆိုရင်လောက်ပြင်တယ်ပေါ့စိတ်မှန်ကိုကြတော့တန်ရတယ်ရောတို့တွေမကြည့်ဖြစ်ဘူးเนาะမကြည့်ဖြစ်ကြည့်ဖြစ်ဖို့လိုတယ်သစ္စာပြည့်ရှင်ကိုတော့ပြည့်ကြည့်ရမေဇိမပန္နာသာပါဠိတော်အမလက်ထိကရောက်တော့လာတော့မှာဟောထားတယ်တိုင်ခင်မြေတိရောက်လာကိမတိယောအာတာတော်တိ သစ္စာကွယ်တဲ့ဝကနာတော်ဗန္ဒီအတိပ္ပယမပြောတာလဲဆိုရင်ချက်သားကြောင်လာတဲ့ရောင်းတော်ကအိဋ္ဌမခါစားလိပါဟိုသားတော်လီရောင်းလာတန်ကိမညတိမင်းဘလို့မထင်တည်းကိမတိယောအာတာသောတိကျင်းပုံမှန်ဆိုတာရှိတယ်တဲ့မှန်ဆိုတာရှိတယ် အဲ့ဒီမှန်ကြည့်တဲ့အခါမှာဘယ်လိုအကျိုးရှိသလဲတဲ့မှန်ကြည့်တာဘယ်လိုအကျိုးရှိသလဲတဲ့ဘုရားရှင်မှန်ကြည့်တဲ့အခါမှာရွေခြင်းတစ်မျိုးနဲ့ကြည့်တယ်လို့ဒီလိုဆိုရအောင်မှန်ကြည့်တဲ့အခါမှာရွေခြင်းဘယ်နှမျိုးတယ်လဲတစ်မျိုးပါဘုရားတစ်မျိုးတော့နံပါတ်1ကကိုယ့်ရဲ့မျက်နှာမှာအညီကြီးတွေရှိတယ်ဆိုရင် ဖေရှားဖြစ်ဖို့ကိုယ့်မျက်နှာတန်ရှင်းနေတယ်တန်ရှင်းနေတယ်ဆိုရင်ဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ဒီရွေခြင်းတစ်မျိုးနဲ့ကြည့်တယ်ဘယ်သူမှမစိုးလို့ဒီမှန်မကြည့်ဘူးလားကြည့်လားကြည့်တယ်နော် ဦးဇင်းတို့တရားကောင်းစီပေးလိုက်တာဟိုတဲ့နေ့စဉ်မှန်ကြည့်ပြီးပြင်ဆင်ပေးပါလို့ဒီလိုကောင်းစီလေးပေးလိုက်တာဆိုတော့တို့ရမှန်ကြည့်တယ်မှန်ကြည့်တဲ့အခါမှာရည်ရွယ်ချက်တစ်မျိုးနဲ့ကြည့်တယ်အဲ့ဒီရည်ရွယ်ချက်ကဘာလဲဆိုရင်မျက်နှာမှာအရင်ကြီးတွေတွေ့နေပဲရှောင်ကြည့်ဖို့မျက်နှာမှာလှနေတဲ့ချောနေတဲ့အစဉ်ပြေနေတဲ့ဆိုရင်မပြောင်းဝမ်းသာဖြစ်ဖို့တို့ပြန်တရားစကားလာတယ်တရားစကားလာတယ်ဆိုရင်အပြင်းထွက်မယ်ဆိုရင်ရင်မိုးချုပ်ပြင်းစင်ပြီးတော့ မင်းလေးပါလိမကြည့်ဘူးလားကြည်လားကြည်တယ်နော်ပြန်တော့အညီကြီးတွေပြေးနေတယ်ဆိုလို့ရှိရင်ဖေရှားမဖြစ်ဘူးလားဖေရှားဖြစ်လားဆရာပါသူဦးမဲတွေပြေးနေတယ်သမင်းဆိုင်တဲ့သမင်းလုံးစည်းတွေပါဇက်မှာပြေးနေတယ်ဆိုရင်ချက်ချင်းမဖယ်ဘူးလားဖယ်လားချက်ချင်းဖယ်တယ်နော်အညီကြီးတွေတွေ့နေဖေရှားဖြစ်ဖို့နော်ကိုယ့်ရဲ့မျက်နှာလေးကျင်းဆင်ပြီးတော့ချုံပေါ်လှပနေတယ်ဆိုရင်တော့ဝမ်းမြောက်ဝမ်းသာဖြစ်တယ်ရပြီသွားလို့ရပြီဆိုပြီးတော့ထွက်လာဒီလိုပေါ့နော် အဲ့လိုပဲရွေးချင်းမျိုးနဲ့ဒီရွေးချင်းမျိုးနဲ့မှန်ကြည့်တယ်တဲ့အဲ့တော့ရည်ညွှန်းပြီးတော့မြတ်စွာဘုရားရှင်ကတော်မြတ်ကြီးကတိုင်ကိမညတိရာဟုလကိမတိရောအာတံတော်တိခြေသားရာဟုလတဲ့ကျင်းမုံမှန်ဆိုတာရှိတယ်အဲ့မှန်ကြည့်တာဘယ်လိုအကျိုးရှိလဲတဲ့မြတ်စွာဘုရားရှင်ကတော်မြတ်ကြီးကဒီလိုပြီးတော့ရာဟုလလေးကဘယ်လိုပြေလဲဆိုရင်ပိဿဝကတတော်ဗန္တိတိ ဘုန်းကြီးတော်မူသောမြတ်စွာဘုရားမှန်ကြည့်တာကြီးရှုစင်ချင်းချင်းအကျိုးရှိပါလေဗျာတဲ့ကြီးရှုစင်ချင်းချင်းအကျိုးရှိဘလို့ကြီးရှုစင်ချင်းချင်းအကျိုးရှိတာလဲဆိုရင်ကြီးပြီးတော့စင်ချင်တယ်ညီကြီးတွေ့ရင်ဖိရှားဖြစ်တယ်ကောင်းတာတွေ့ရင်ဝမ်းမြောက်ဝမ်းသာဖြစ်တယ်မြတ်စွာဘုရားအဲ့မှာအယောဝေဝါကိုရောက်လာပိဿဝဂိတ္တဝပိဿဝဂိတ္တဝကာယနာကမ္မကတ္တပံ ပိဿဝခိတ္တဝပိဿဝခိတ္တဝဝါစာယကမ္မကတ္တပံပိဿဝခိတ္တဝပိဿဝခိတ္တဝမနတကမ္မကတ္တပံချက်သားရောက်လာတဲ့မှန်ကြည့်တာကြီးရှုစင်ချင်းချင်းအကျိုးရှိတဲ့အလိုပဲတဲ့ပိဿဝခိတ္တဝပိဿဝခိတ္တဝကြီးရှုစင်ချင်း၍ကြီးရှုစင်ချင်း၍ကာယနာကမ္မကိုယ်နဲ့ပြုလုပ်တဲ့ကာယကမှုကိုကတ္တပံပြုတဲ့ပြုတတ်ပြုအပ်ပါပြီ။ ပစ္စဝဂိတောပစ္စဝဂိတောကြည်ရှုစင်ခြင်း၍ကြည်ရှုစင်ခြင်း၍ဝါစာယကမ္မကတ္တဗံတုံးနဲ့ပြောရတဲ့ပြောကိုပြောဆိုရ၏ပစ္စဝဂိတောပစ္စဝဂိတောကြည်ရှုစင်ခြင်း၍ကြည်ရှုစင်ခြင်း၍မနတာကမ္မစိတ်နဲ့ကြင်စီတဲ့အမှုကိုကတ္တဗံပြုတဲ့ပြုတိုက်ပြုအပ်ပါ၏တဲ့ဆိုတော့ ါဠိနည်းထားပြီးတော့ဗမာတိနည်းပြောမယ်ဆိုရင်ကြီးရှုစင်ခြင်း၍ကြီးရှုစင်ခြင်း၍ကာယကံအမှုကိုပြုရာ၏ကြီးရှုစင်ခြင်း၍ကြီးရှုစင်ခြင်း၍မနောကံဝစီကံအမှုကိုပြုရာ၏ကြီးရှုစင်ခြင်း၍ကြီးရှုစင်ခြင်း၍မနောကံအမှုကိုပြုရာ၏ကြီးရှုစင်ခြင်းပြီးတော့ကာယကံအမှုကိုပြုကြီးရှုစင်ခြင်းပြီးတော့ဝစီကံအမှုကိုပြု ကြည့်ရှုဆင်ခြင်ပြီးတော့မနောကံပုဂ္ဂိုလ်ပြုဒီလိုပြောတယ်နော်အဲ့လိုဘလို့ဆင်ခြင်မှာလဲဆိုရင်တဲ့စိတ်သာရောက်တာတဲ့တဲ့ဘလို့ဆင်ခြင်မှာလဲဆိုရင်တဲ့ဟာကိုနဲ့ပြုလုပ်တဲ့အမှုကိုနဲ့ပြုလုပ်တဲ့ဒီအမှုဟာသင်ကြည့်ရှုဆင်ခြင်ပြီးပြုရမယ်တဲ့ငါဒီအကျင့်အမှုကိုကိုခင်ပြုလို့ဤငါပြုလုပ်တဲ့ဒီကိုနဲ့ပြုလုပ်တဲ့ဒီအမှုဟာ ဆင်းရဲခြင်းမှဖြစ်သလားငါအတွေ့ဆင်းရဲစီတဲ့အရာလားသူတို့အတွေ့ကိုရောစရောဆင်းရဲစီတဲ့အရာလားငါအတွေ့ကိုရောစရောဆင်းရဲစီတဲ့အရာလားဒီလိုကြည့်ရှုစဉ်းစားမယ်ငါတို့သူတို့ကိုရောစိတ်ပါဆင်းရဲစီတဲ့အရာလားလို့ဒီလိုကြည့်ရှုစဉ်းစားမယ်နော်တော့အလိုပဲဝါစာယကမ္မကတ္တကိုပြောတဲ့စကားဟာကိုအတွေ့ ဆင်းရဲခြင်းကို ဖြစ်စေတဲ့စကားမျိုးလားသူတို့ဘာအတွက်ဆင်းရဲခြင်းကိုကိုဆင်းရဲစိတ်ဆင်းရဲခြင်းကိုဖြစ်စေတဲ့စကားမျိုးလားကိုယ့်အတွက်လည်းဆင်းရဲမှုကိုဖြစ်စေရဲ့သူတို့ဘာအတွက်လည်းဆင်းရဲမှုကိုဖြစ်စေတယ်ဆိုမပြောနဲ့တခါတခါစကားရရတော့ဘာမှလည်းအကျိုးမရှိပဲနဲ့အတိတ်ပဲလည်းမရှိပဲနဲ့သူတို့လည်းအကျိုးမရှိကိုယ့်အတွက်လည်းအကျိုးမရှိဘူးဒီစကားလေးကစကားဆိုတဲ့အတိုင်းစလိုက်တဲ့အတိုင်းကားပြီးတော့နော် ိုလည်းစိတ်ဆင်းရဲတယ်သူတို့ကလည်းစိတ်ဆင်းရဲတယ်အဲဒီသူတို့ဘာလို့စိတ်ဆင်းရဲတယ်ကိုယ်စိတ်ဆင်းရဲတဲ့အရာကြီးကိုကြည့်ပြီးတော့သဘောကျအောင်ကြားတယ်တကူတူစင်တယ်နော်ကျောင်းဆရာကြီးတော်ဘယ်သူမှမဆိုမကောင်းတာမလို့ခြင်းလားလို့ခြင်းလားဘလို့မှမလို့ခြင်းဘူးတော့မကောင်းတာမလို့ခြင်းလားလို့ခြင်းမလို့ခြင်းကောင်းတာကြတော့လို့ခြင်းဒါမှကောင်းတဲ့အရာတွေကြတော့ဘာမှပြောအောင်နော်ကောင်းတဲ့အကြံအမြဲတမ်းပြောရမယ်တမ်းတမ်းလုပ်ရမယ်မြန်မြန်သားထောင်ရဒါမှကောင်းပါလေ ကောင်းတဲ့အရာကြတော့မလိုချင်ဘူးတို့မကောင်းတဲ့အရာတည်းပြောချင်တာပဲတို့တွေရပြီအဲ့မကောင်းတာတွေပြောနေတာတွေကိုလိုက်ပြီးတော့တည်နာထောင်ချင်တာပဲမကောင်းတာတွေပဲကြီးပြီးတော့အရသာတည်ခံချင်တာပဲဒါကြောင့်ကပြောကြတယ်နော်ဘယ်သူမှမကောင်းဘယ်ဝါမကောင်းအင်းရယောက်ျားမကောင်းအင်းရမိန်းမမကောင်းပေါ့သားသမီးတွေမကောင်းပေါ့လူသမားတွေမကောင်းပေါ့အလို့ရှင်တွေမကောင်းပေါ့ဆွေမျိုးတွေမကောင်းပေါ့ အနာနေတဲ့သူတွေခြေတို့ခံတယ်မကောင်းဘူး။နော်ဘယ်သူမကောင်းဘယ်ဝမကောင်းတို့တွေမပြောဘူးလားပြောလား။သူများကျတော့မကောင်းပြောတယ်ကိုယ့်ကိုယ်ကျမကောင်းဘူးတခါပြောလား။နော်မပြောသလားပဲတော့ကိုယ့်ကိုယ်ကျမကောင်းဘူးမပြောသလားပဲတော့ကိုကောင်းမှသူများလည်းကောင်းမှသူများကောင်းမှကိုယ်လည်းကောင်းမှဆိုတော့အခုမကောင်းဆိုတာအရင်တော့မကောင်းခဲ့လို့ပဲနော်အခုကောင်းတယ်ဆိုတာအရင်တော့ကောင်းခဲ့လို့ပဲအခုပြစ္ဆုတ်ပံကံနဲ့အတိတ်ကံနဲ့ရှိတယ် သူများကြီးပဲလိုက်ပြီးတော့တွဲချမနေနဲ့လို့ပြောချင်တယ်။ကိုယ်ပဲလည်းကိုယ်အရင်ကြည့်အောင်ပါ။ကျေးဇူးတော်ရှင်ပါဗောဓိမင်းဆရာတော်ပြန်ကြီးမိန့်ထားတာရှိတယ်စီ။ဘလို့မိန့်ထားလဲဆိုရင်အဖေနဲ့မေရိုးတွေကမဟုတ်တာကွာဆရာတော်ကြီးကရှိစရာပြောတာပေါ့။မျက်လုံးနှလုံးကိုလည်းသူများကိုကြည့်တဲ့မျက်လုံးနှလုံးပဲထည့်ပြီးတာနဲ့ကိုယ်ကိုကြည့်တဲ့မျက်လုံးနှလုံးကြတော့ပေးနေပြန်ထည့်မပြေဘူး။တို့ရသူများမကောင်းဘယ်သူမကောင်းဘယ်ကောင်းတော်တော်များများမပြောဘူးလားပြောတယ်။တတိထားကြည့်နော်။ကိုယ်ကိုကြတော့ မကောင်းမပြောတော့ခုကြကောင်းတယ်လို့ပြောတယ်ဆိုတော့သူမြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးတော်မှာဘောသန္တရာတောက်လျှောက်မကောင်းကျိုးတွေမကောင်းကံတွေမကောင်းတဲ့ဝိကျွေးတွေယမယံကပြုတ်ပြီးတော့ဘုရားဖြစ်တဲ့အခါမှာဝိပတ္တော7ပါးဆိုတော့ဝိပတ္တော်လိုက်တာမရှိဘူးလားရှိပါသေးတယ်။ဘာနဲ့ကလာပြီးနောက်ဆက်တည်တည်နော်။နောက်ဇေတမနာလာပြီးတော့ကြေတနာရှာတယ်နီ။ဒေဝရကြီးကလာပြီးတော့အကြောင်းပေါင်းဆင်တယ်နီ။နာလကိရိယဆင်လာပြီးတော့ကြေတနာရှာတယ်။ဒါရီဟာ ဝိပ္ပတ္တိပဲအရင်တော့မကောင်းခဲ့လို့ပြန်ပြီးတော့ဘုရားရှင်ကိုတော့ပြန်ပြန်ပြီးတော့ပြစ်ဆက်ဘုရားရှင်လိုပုဂ္ဂိုလ်မျိုးတောင်မှ အရင်တော့ကမကောင်းခဲ့တဲ့ကာယကံမှုဝစီကံမှုမနောကံမှုအားလျော်စွာပြန်ပြီးတော့ပြစ်ဆက်သည်တည်းပြန်ပြီးတော့ခံသည်တည်းဆိုရင်တို့များဖို့ကတော့ပါပါလေးပါပါလေးတခါတခါသမီးမကောင်းဘူးပဲကြည့်မနေနဲ့ကိုယ့်ရဲ့ကိုယ့်အတိတ်ပြစ်ဆုံးကံကောင်းရင်တော့အတိတ်ကံညံ့တာရှိခဲ့မှာပဲနော် ဟာတချို့ကျတော့တတော်ကိုကောင်းတာမျိုးရှိတယ်တချို့ကံတတော်ကိုကောင်းတာမျိုးရှိတယ်တချို့တတော်ကံကောင်းတာမျိုးရှိဆိုတော့ပြစ္ဆုတ်ပံကံညံ့နေတာအတိတ်ကံကောင်းဆိုတော့မြတ်စွာဘုရားရှင်ကတော့မြည်ကြည့်ရတယ်အတိတ်ကံနဲ့ပြစ္ဆုတ်ပံကံရှိတယ်ကံညံ့နေကောင်းလောင်ကောင်းပိသက်ကံနဲ့ကိုကောင်းလောင်ဉာဏ်ဝရိယနဲ့တွေ့ပြီးလုပ်လို့တော့ဒီလိုဆိုနော်အာကံမကောင်းဘူးဆိုပြီးဒီတိုင်းပဲထားမနေနဲ့နော်ဉာဏ်ဝရိယနဲ့တွေ့ပြီးတော့မလုပ်တင်တာမလုပ်နဲ့လုပ်တင်တာတော့ပေါ့တခါတခါကျတော့တို့တွေကသူများမကောင်းဘူးပဲမြင်နေတာ ဘယ်သူမကောင်းဘယ်ဝမကောင်းမပြောနေကြနဲ့နော်ကိုမကောင်းတယ်ကြတော့မပြောဘူးနော်မမြင်ဘူးနော်မှတ်တမဲ့ပဲဘုရားရှင်မှန်ကြည့်တဲ့အခါမှာမှန်ကြည့်ပြီဆိုရင်ကိုယ့်ရဲ့မှန်ကြည့်လိုက်တဲ့အခါမှာကိုယ့်မျက်နှာမှာအငြင်းကြီးတွေရှိတယ်စီနော်အုံမဲတွေပြနေမယ်အငြင်းကြီးတွေတစုံတရာရှိနေမယ်စပင်မှာရှိနေမယ်နှဖူးမှာရှိနေမယ်မျက်လုံးမှာရှိနေမယ်ရခုံမှာရှိနေမယ်ပေါင်းမှာရှိမယ်ပါးစပ်မှာရှိမယ်နှာခေါင်းမှာရှိမယ်တို့ဒီမျက်နှာပြင်ပေါ့ နောက်ခန္ဓာကိုယ်ရှိမယ်ဆိုတဲ့တကူလုံးပေါ့။မှန်ကြည့်တဲ့အခါမှာတို့တွေအညီချင်းတွေတွေ့ချင်းချင်းပယ်ရှားမဖြစ်ဘူးလားပယ်ရှားဖြစ်တာ။ပယ်ရှားဖြစ်တယ်နော်ဒီတိုင်းလိုကြည့်မရအောင်အာချင်းချင်းပယ်တယ်။မနေနဲ့မထိုင်တတ်ကိုဖြစ်။အသေးဆုံးသွားကြတဲ့မှာသွားချင်းညက်နေတာကြည့်ပါ။မနေနဲ့မထိုင်တတ်ကိုဖြစ်။ပေါ်ရှားထုတ်လိုက်ရှာတာတပြည့်နော်။ဒါကြီးကိုပယ်ရှားပြချင်တယ်။အဲ့ဒီဖယ်လိုက်တော့မှကိုယ်စီထဲမှာပေါ်သွားတာနော်။အဲ့ဒီခန္ဓာကိုယ်မှာဖြစ်တဲ့ဒီလိုအခြေကြီးတောင်မှတို့ကကြာကြာမထားချင်ဖယ်ရှားခြင်းတည်တယ်ဆိုရ စိတ်မှဖြစ်နေတဲ့အရင်ကြီးကိုလည်းဘုရားရှင်ကြည့်တယ်။နော်။နေ့စဉ်မှန်ကြည့်ပြီးတော့ပြင်ဆင်ပေးပါလား။မှန်ကြည့်တဲ့အခါမှာကောင်းတာတွေ့ရင်မကောင်းတာတွေ့ရင်ဖယ်ရှားဖြစ်တယ်လို့ကောင်းတာတွေ့ရင်လည်းဝမ်းပြောင်းဝမ်းသာဖြစ်တယ်။အဲကိုယ်စိတ်ကိုလည်းကိုယ်ပြန်ကြည့်တခါမှာကိုယ်စိတ်တွေမကောင်းအမိစ္ဆာတွေစိတ်သစိတ်သုံးမှာဘုရားရှင်ဟောတာအမိစ္ဆာတွေဖြစ်တယ်အလိုဆိုးတွေဖြစ်တယ်မကောင်းတဲ့စိတ်တွေကိုယ်ကိုဝင်နေအောင်ငါမကောင်းတဲ့စိတ်တွေဝင်နေပါလားလို့မှန်ကြည့်တဲ့အခါမှာပြင်ပလိုက်တယ်လို့ ရဲ့ရစ်တွေပြန်ပိုက်တယ်ပြန်ပလိုက်တယ်ထုတ်ပြလိုက်တယ်ကိုကောင်းတဲ့စိတ်တွေဖြစ်နေတယ်ဆိုဩကောင်းနေတယ်ဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်တယ်ကိုယ်တဏ္ဍာမှာဒီနာမိတာတွေထိုင်ပိုင်းနေတယ်ပြင်းရစ်နေတယ်ဩဒီစိတ်တွေမကောင်းဘူးဆိုပြီးတော့တည်တယ်တည်ပြီးတော့ပြန်ပလိုက်ကောင်းနေတယ်ဆိုရင်ဆက်ထားတယ်မကောင်းတဲ့မာနစိတ်တွေရှိတယ်မကောင်းတဲ့စိတ်ဆိုရင်ထုတ်ပလိုက်ကောင်းတဲ့စိတ်ဆိုရင်ဆက်ထားကိုယ်မှာအရဏဝရိယဆိုတဲ့လုံလဝရိယရှိခြင်းနဲ့ကျိုးစားအားထုတ်မှုမလုပ်ချင်ဘူးအပြည့်အကြီးကြီးကွေနေတယ်ဆိုရင်မကောင်းတာတွေဆိုရင်ထုတ်ပလိုက်ကောင်းတာဆိုရင်ဆက်ထား ဘာစိတ်တည်ကြည်လားမတည်ကြည်လားပြန်သုံးတယ်တည်ကြည်နေတယ်ဆိုတာမတည်ကြည်ဘူးဆိုရင်သုံးပလိုက်ဆိုတော့အကောင်းနဲ့မကောင်းပဲတွေ့မယ်နော်ကောင်းနေတယ်ဆိုရင်ထားမကောင်းဆိုရင်ထုတ်ပလိုက်မျက်နှာမှန်ကြည့်တဲ့အခါမှာနော်အငြိကြည့်တွေ့ရင်ပဲရှားဖြစ်တယ်ကောင်းတာတွေ့ရင်မမြဝန်းတာဖြစ်တယ်အဲ့လိုပဲကိုယ့်ရဲ့စိတ်ကိုပြန်ကြည့်တဲ့အခါမှာလည်းအငြိကြည့်တွေ့ရင်မကောင်းတာတွေ့ရင်ပဲရှားဖြစ်တယ်ကောင်းတာတွေ့ရင်ဆက်ပြီးတော့မမြဝန်းတာထားတယ် จีนหมုံมันเพียงติยุติเองကိုจีนเนี่ยขณะตะเถกะเนี่ยผิดหมู่ผิดหมู่อีนักกูก็ตะดิ่ละไม่รู้สิเนี่ยจีนหมုံมันเพียงติยุติสุตเองကိုจีนเนี่ยขณะตะเถกะเนี่ยผิดหมู่ผิดหมู่อีนักกูก็ตะดิ่ละไม่รู้สิเนี่ยကဲဆိုရအောင်จีนหมုံมันเพียงจีนหมုံมันเพียงติยุติเองကိုติยุติเองကိုจีนเนี่ยขณะจีนเนี่ยขณะตะเถกะเนี่ย ဖြစ်မှုပြမှုဖြစ်မှုပြမှုဣနကုကုဣနကုကုတတိလမလစီတဲ့ဣနလစီတဲ့မှန်ကြည့်လိုက်တဲ့အခါမှာနော်ကိုယ့်ရဲ့ရုပ်တရားကြည့်တဲ့အခါမှာပဲငငယ်တော့ရုပ်လည်းကိုကြည့်တဲ့ရုပ်မတူတော့နော်အသက်စလင်းကနှစ်ကအရွယ်ရေ50အရွယ်ရေလူကြီးတဲ့ဆိုမတူတော့ ကျင့်မှုမှမြင်သိရုပ်တွေကိုကျင့်မြင်ကနာတည်းကနဲ့ဖြစ်မှုပြမှုဤလည်းခုကိုဒိဋ္ဌိမလို့စတဲ့တတိရှိရင်အဲ့တတိနောက်ကနော်ဉာဏ်ပညာလေးနဲ့အသုံးချလိုက်လို့ရှိရင်ဒီခါလေးဝိပဿနာဉာဏ်မှရှင်းပြီးတော့တော်တော်အဆင်ပြေသွားတယ်တော်တော်အဆင်ပြေသွားတယ်ဒါကြောင့်သူများအလုံးပြောလိုက်ခြင်းနဲ့နေ့စဉ်မှန်ကြည့်တယ်လို့ရုပ်ကိုမှန်ကြည့်တယ်လို့စိတ်ကိုလည်းမှန်ကြည့်လို့မကောင်းတာတွေ့ရင်ဖယ်ရှားပြလိုက်ကောင်းတာတွေ့ရင်ဆက်လက်ပြီးတော့တိဆောက် မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရရောက်လာအောင်ခြေသားရောက်လာမှန်ကြည့်တဲ့အခါမှာညီလေးညီကြီးတွေတွေ့ပေရှားပြည့်သလိုကောင်းတာတွေတွေ့ဝမ်းမြောက်ဝမ်းသာဖြစ်သလိုကိုယ်စိတ်ကိုလည်းကိုယ်ပြန်ကြည့်ပြီးတော့ကိုယ့်အကိုကိုယ်ပြန်ကြည့်ပြီးတော့ငါလုံးမဲ့ကာယကံမှုငါပြောမဲ့ဝစီကံမှုငါတွင်းနေတဲ့မနောကံမှုကငါအတွေ့ကိုစည်းရဲ့စိတ်စည်းရဲ့စီတဲ့အရာလားငါအတွေ့ကိုချမ်းသာစိတ်ချမ်းသာစီတဲ့အရာလားမလုတ်ခင်မှာမှန်ကြည့်သလိုပြန်သုံးတတ်တယ် ငါပြောတဲ့အပြောငါလုပ်တဲ့အလုပ်ငါတွေးတဲ့တွေးဟာသူတော်ဘာအတက်ကိုစိတ်တပန်ဆင်းရဲစီတဲ့အရာလားငါအတွေ့ကိုစိတ်တပန်ဆင်းရဲစီတဲ့အရာလားငါရဲ့ပြုမှုတဲ့အရာတွေဟာငါရောသူတော်ဘာကိုစိတ်တပန်ဆင်းရဲစီတဲ့အရာလားငါရောသူတော်ဘာရောကိုစိတ်တပန်ချမ်းသာစီတဲ့အရာလားငါပြုမှုတဲ့ဒီကံရကံမှုဝစီကံမှုမနောကံမှုတွေဟာပညာရှိသူတော်ကောင်းတွေနှစ်သက်တဲ့သဘောကျတဲ့အရာမျိုးလား ပညာရှိတော်ကောင်းတွေမနစ်တက်တဲ့ဆက်စုပ်ပွဲဖြစ်တဲ့အရာမျိုးလားလို့ပိဿဝကိတ္တအငြင်းစင်ချင်းတဲ့မှန်ကြည့်တဲ့သူတို့ပဲတဲ့ဟောတို့များဒီစကလုံးနေရာလေးသူတို့အချက်ချင်းချပြီးတွေးသလောက်တော်တော်နေနေတယ်နော်တော်တော်နေနေတယ်နော်သူရုပ်ကိုမှန်ကြည့်တယ်လို့ကိုယ်စိတ်ကိုလည်းကိုပြန်ပြီးတော့မှန်ကြည့်ကိုယ်စိတ်ကလေးကောင်းတယ်ပြောသမျှစကားတွေလိုက်ပြီးတော့ကောင်းတယ်နော် ုစိတ်ကလေးစိုးနေပြောသမျှစကားတွေလိုက်ပြီးတော့စိုးတယ်။ကိုစိတ်ကလေးကောင်းနေတွေးသမျှအတွေးတွေလည်းလိုက်ပြီးတော့ကောင်းတယ်။နော်ကိုစိတ်ကလေးစိုးနေတယ်ဆိုလို့ရှိရင်အတွေးတွေလည်းမကောင်းတော့ပြောရလည်းမကောင်းတော့ဆိုတော့ဒီစိတ်ကိုဟိုရှင်သူတော်ကောင်းကြီးနေဆုံးမထားတာအပင်လေးပါစိတ်ကြောင့်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်စိတ်ကိုလွတ်ထားဆင်းရဲပွားပြီးစိတ်ကိုတည်အင်းကြီးနေပြီတဲ့အပင်ရောက်နေကြတဲ့လူတွေလည်း စိတ်ကြောင့်ရေဒိသမိတာသူတကယ်အပေ၄ပါးရောက်နေတာစိတ်ကြောင့်ပဲတော့နိဗ္ဗာန်ရောက်မှုစိတ်ကပြုတယ်နိဗ္ဗာန်ရောက်နေတဲ့သူတွေလည်းစိတ်ကြောင့်ပဲစိတ်ကောင်းလေးကြောင့်စိတ်ကိုလွတ်ထားဆင်းရဲပွားပြီးစိတ်ကိုလွတ်ထားရင်တော့ကုလည်းဆင်းရဲပဲစိတ်လည်းဆင်းရဲပဲစိတ်ကိုတည်ငြိမ်ရင်နိဗ္ဗာန်ကြီးတဲ့တဏှာကြီးလောကမှာကြီးမားတုန်တဲ့ချမ်းသာနေတဲ့သူအမှန်တမ်းစိတ်ရဲ့အရှင်သခင်ဆုတ်ယုတ်ပြည့်စည်နေတဲ့သူအမှန်တမ်းစိတ်ရဲ့ကြီးကျယ် တတိထားကြည့်နော်တို့နေကြီးကျော်နေကျော်စိတ်ကတို့စိတ်ကလည်းဘာဘသမေရပတိမနောတဲ့မနောဆိုတာစိတ်ဘာဘသမေဆိုတာမကောင်းတဲ့နေရာတော့ပတိဆိုတာပြောတာစိတ်ကကောင်းတဲ့နေရာနဲ့မကောင်းတဲ့နေရာမင်းတရားပို့ပြောတယ်မကောင်းတဲ့နေရာပို့ပြောတယ်နော်ကောင်းတာလုပ်နေရင်တော့မကောင်းတဲ့နေရာပို့ပြောတယ်တတိထားကြည့်နော်ခုနမှဥစ္စာလေးတို့ရေးထားတယ်အာယုံနဲ့မကောင်းတဲ့အာယုံကြတော့သူ့ဘာတဲ့အလိုလိုပေါ်လာတယ်ကောင်းတဲ့အာယုံကြတော့တတိထားတာတော့မပွဲရှိဘူး တရားရှုမှတ်တယ်နော်ဒီပေါ်သူစိတ်နာသေးကြလေးတားပြီးရှုနေမကောင်းတဲ့အာယုံပဲဟာရီကရောက်လာမှမသိငယ်ငယ်တော့အကြောင်းလေးရောက်လာဟိုရောက်ဒီရောက်ရောက်လာသွားတဲ့လာတာတွေရောက်လာစားတဲ့တောက်တာတွေရောက်လာမကောင်းတဲ့အာယုံကြတဲ့သူ့ဘသူတို့လိုပေါ်လာတယ်နော်ကောင်းတဲ့အာယုံကြတဲ့ဒီလိုမျက်လုံးဒီလိုကြည့်တာဘူးဒီလိုကြည့်နေတာမပေါ်ကြည့်ဘူးဟာဒါကြောင့်မဟာဗောဓိပြန်ဆရာကြီးကမရှာနဲ့ရှာရင်ကြာတယ်မမျောနဲ့မျောရင်ချော်တယ်တဲ့မတွေးနဲ့တွေးရင်ဝေးတယ်အစုံမဲ့တဲ့ရှုစေ မရှာတဲ့ရှာရကြလဲဆိုတော့ယုံသဘောနံသဘောဖြစ်သဘောအပြည့်သဘောတော့အတင်းလိုက်ရှာပြီးကြည့်ရင်မျက်လုံးကြီးနဲ့ကြည့်ရင်လည်းမြင်မလဲမျက်လုံးဆူးတာပဲဖတ်တယ်ဟာတော့ပကတိမျက်စိနဲ့ကြည့်ရမှာမဟုတ်ဘူးလေဉာဏ်မျက်စိနဲ့ကြည့်ရမှာမရှာတဲ့ရှာရကြလဲတဲ့ဆိုကြပါစို့မျက်လုံးအနေနဲ့သူတယောက်ပါဝါမျက်မှန်လေးတက်ပြီးတော့အောက်ကိုအောက်မှာတစ်ခုခုလေးဆိုကြပါစို့အချီလေးပဲဖြစ်ဖြစ်အကလေးပဲဖြစ်ဖြစ်တီးတီးလေးပဲဖြစ်ဖြစ်ဖုန်ကတိပါရီဖွင့်တဲ့ပြင်လေးတိတိလေးပေါ့အချို့မျိုးလုံးအားနေတယ်ဟာဒီတော့ကြာတော့တာပါ ီနောက်နေ့ညကြတာတော့လိုက်ရှာမတွေ့တွေ့စီတဲ့ပါဝါမျက်မှန်လေးနဲ့တော့ဩဒီမှာပဲငါမျက်မှန်တက်လေးတော့မမြင်တာအဲ့တဘောပြောအဲ့တဘောတခါတခါကျတော့တူရီယာဒီတိုင်းကြည့်မမြင်အောင်မြင်စေတဲ့ပါဝါမျက်မှန်တက်လိုက်မှမြင်တာစာကြည့်တယ်ဒီတိုင်းမှန်ဒီရုပ်တဘောနာတဘောအဖြစ်တဘောအပြည့်တဘောကြည့်တဲ့အခါမှာအလွန်လေးနဲ့တောင် ဗကတိမျက်စိနဲ့မမြင်ဘူးမြင်စေတဲ့ပါဝါမျက်မှန်လို့ဆိုတဲ့သမာဓိအားကောင်းကောင်းနဲ့ကြည့်ပါ။နော်။မြင်စေတဲ့ဉာဏ်အမြင်ရင့်ရင့်တန်တန်နဲ့ကြည့်ပါမြင်တာ။တရားအထုတ်တယ်ဆိုတာစိတ်ပါဝါတဲ့အားကောင်းအောင်လုပ်တာပဲလေ။နော်။တရားထိုင်နေဆိုတာစိတ်ပါဝါအားကောင်းပြီဆိုရင်အားကောင်းရင်မြင်တယ်လေ။အားမကောင်းရင်မမြင်ဘူး။အဲ့တော့မှကိုယ်မြင်နေတဲ့ရုပ်တည်နေတယ်မြင်မယ်အဖြစ်အပျက်မြင်မယ်။ မတရားပုတ္တရာမညံပုညာတိမြင်မယ်တို့ဒီမမြင်ခြင်းလည်းမြင်ခြင်းလားမရခြင်းလည်းရခြင်းလားရခြင်းလည်းဆိုရင်ပါဝါအာနေရပါမလားပါဝါအာကောင်းမှရမှာဆိုတော့အာကောင်းအောင်လုပ်ကြเนาะပကတိမှန်ကြည့်တယ်လို့စိတ်ပံကိုလည်းပြန်ကြည့်အကောင်းတာတွေ့ရင်လက်ရှာပြစ်လိုက်အကောင်းတာတွေ့ရင်ဘာမြတ်ဝတ်တာဖြစ်ကိုယ်မှာပါဝါအာနေနေတယ်ဆိုရင် ပါဝါအားကောင်းအောင်လုပ်တော်အခုတရားစကံဒီနေ့ရသည်စာပြီးတော့တရားစကံမတွက်မချင်းပါဝါအားနေသည်အားကောင်းအောင်လုပ်နော်အဝေးရောက်နေခုနကမှန်ကြည့်တဲ့လူလို့နော်ကိုယ်စိတ်ကိုကိုပြန်ကြည့်တာမှန်တယ်လူတိုင်းကြည့်တယ်နော်မှန်ကြည့်တဲ့အခါမှာအညီအစ်ကိုလေးတွေ့ရင်ဖေရှားဖြစ်တယ်ကောင်းတာလေးတွေ့ရင်မမြတ်ဝမ်းသာဖြစ်တယ်ကိုယ်စိတ်ကိုကြည့်နော်အညီအစ်ကိုတွေ့နေတယ်မကောင်းတာတွေ့ရင်ဖေရှားဖြစ်လိုက်ကောင်းတာတွေ့ရင်မမြတ်ဝမ်းသာဖြစ်လိုက် ူတော်တွေကြည်လိုက်သူတော်ကလည်းဟာတရားရနေတယ်တရားထိုင်နေတယ်တမန်ကြီးအားကောင်းတယ်ဝိပဿနာဉာဏ်ရည်နေဆိုသူများအတွက်ကိုယ်ကကြည်လိုက်ပြီးတော့ဝမ်းမြောက်ဝမ်းသာမဖြစ်ဘူးလားဖြစ်လားဖြစ်တယ်နော်ကိုယ့်ကိုယ်ပြန်ကြည့်ပြီးအားမလို့အားမရဖြစ်တယ်ဆိုရင်အဆင်မပြေဘူးနော်သူများရရင်ကိုယ်လည်းရရအောင်ကြည့်ရအောင်ကြည့်ဆိုတော့ခုဒီနေ့ဒီရက်ဒီချိန်ကနေစပြီးတော့မှန်ကြည့်တယ်လို့နော်နေ့စဉ်မှန်ကြည့်တယ်လို့ ဒီစဉ်မှန်ကြည့်ပြီးတော့ပြင်ဆင်တယ်နော်ပြင်တယ်ဆိုတာမကောင်းတာတွေ့ရင်ပြင်လိုက်တာကောင်းတာတွေ့ရင်ဆင်လိုက်တာကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ရုပ်ကိုယ့်ရဲ့နာမ်ကိုလည်းမကောင်းတာတွေ့ရင်ပြင်ကောင်းတာတွေ့ရင်အဲ့ဒီတိုင်ဆက်ပြီးတော့ဆင်စိတ်ပါဝါအားကောင်းဝိသုဒ္ဓိဖြစ်နေတဲ့စိတ်ဟာအဋ္ဌိဆိုတဲ့တကောဖြစ်တယ်တဲ့စိတ်ပါဝါအားကောင်းကိုယ့်ကနေဆက်ပြီးတော့ကျင့်တော့နော်တဏှာမြတ်ကျင့်ကြသဖြင့်ဒီဘဝဒီယုတ်ဒီခန္ဓာဖြင့်တရားတို့ဒီလူတွေအမြဲရနိုင်တဲ့ တော်ကောင်းဒီကိုစီဖြစ်နိုင်ကြပါစေကုန်တည်းကဲအလောင်းဒီနေ့ဒီလိုတမန်ကုသိုလ်တွေကိုအများပေးပြီးတော့တို့များအနားယူချင်နော်အနားယူပြီးတော့ဘုရားဘုမသွားပြီးတော့ဘုရားဇာယုလောကယုတ်ဒီမှာယုလောကယုတ်တရားထိုင်လောကထိုင် 그러니까 이도비와 써내잖아. 이도비와.